အစ္စလာမုအလัยကွမ်ဝရဟမတုလ္လာဟီဝဘရကာတူဟူယနေ့ဟစ်ဂျရီ1446ခုရှာဝလ9ရက်ခရစ်နှစ်2025ခုနှစ်ဧပြီလ6ရက်နေ့တနင်္ဂနွေနေ့မှာ9မိနစ်တောင်အောင်မြင်ခဲ့ရဲ့တင်ရလာအမစင်981ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ငလျင်ဘေးတင်တဲ့ညီနောင်တွေကိုဘယ်လိုကူညီကြမလဲဆိုတာတွေကိုတင်ပြမှာပါငလျင်ဘေးတင်သွားတဲ့ညီနောင်တွေကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေအားလုံးဟာဆိုရင်မိမိတို့ရဲ့အိမ်တွေကနေပြီးတော့မှလမ်းဘေးကိုရောက်နေတယ်အဲ့တော့ဒီဒီမှာ ပို့ပြီးတော့မှမင်းညကအလောရှိမရဲ့စမ်းသပ်မှုအနေနဲ့မိုးရွာတဲ့အခြေအနေတွေနဲ့လည်းအားလုံးဟာဆိုရင်ကြုံခဲ့ရတာဖြစ်ပါတယ်အဲ့တော့ဒီလိုညီနောင်တွေကိုကျွန်တော်တို့ကူညီတဲ့အခါမှာကူညီတဲ့ပုံကူတွေကိုလည်းအလောရှိမကမြောင်များစွာအကျိုးကျေးဇူးတွေကိုနှစ်ဘဝနှစ်ဌာနမှာချီးမြှင့်มาဖြစ်ပါတယ်အဲ့တော့ဒီလိုဆက်လက်ပြီးတော့လဲဒီလိုကူညီနေတဲ့ပုံကူတွေမိမိတို့ရဲ့အကျိုးတွေကိုနောက်မှာထားပြီးတဲ့နောက်ပိုင်းမှာအားလုံးညီနောင်တွေအတွက် မိမိတို့တတ်နိုင်တဲ့ငွေအားလူအားပညာအားအဖက်ဖက်ကနေပြီးတော့မှကုညင်းနေတာတွေဟာအင်တန်အားရစရာကောင်းပါတယ်ဒီထက်မကပုံမူပြီးတော့မှလက်တွဲညီညီနဲ့အနာဂတ်ကိုချီတက်နိုင်စွာအားလုံးကိုအလောရှိမဲ့ချီးမြှောက်တော်မူပါစေအဲ့ကုညင်းတဲ့နေရာမှာကျွန်တော်တို့တို့တွေလက်တလုံး emergency ကုညင်းရမယ်အချက်တွေရှိပါတယ်အဲ့ဒါတွေကတော့အစားတောက်တွေဝတ်ဆရာတွေနောက်နေထိုင်ဖို့အတွက်နားခိုးဖို့အတွက်အစီအစဉ်တွေကိုကျွန်တော်တို့ဓာတ်တွေစီစဉ်ပြီးတော့မှ လုပ်ဖို့ဖြစ်ပါတယ် ဥက္ကရမဆလလာလိဆလမ်ကလည်းမိန်နေအသေးရှိတဲ့တတ္တဝါတိုင်းကိုကူညီခြင်းအပြင်အလောရှိမြတ်ကဆဝါပတိတတ်မှတ်ထားတဲ့နောက်တစ်ချက်ကတော့ကျွန်တော်တို့ဥစ္စာနဲ့ကူညီတာဖြစ်ပါတယ်ငွေရေးကြေးပေးထားခြင်းအပြင်ဘယ်သူကဘာလို့အချက်ရှိလဲအဲ့ဒါကို သူ့အနေနဲ့ဒီငွေနဲ့ဖြည့်ရှင်းလို့ရတာကိုကျွန်တော်တို့တွေ့ရပါတယ်ရွန်ရှာလာဒီလိုပိုင်ဆိုင်မှုတွေကိုကျွန်တော်တို့ရရောစွာနဲ့တုံးမယ်အဲ့လိုတုံးတဲ့အခါမှာတခုလေးတော့ကျွန်တော်တို့သတိပြုစေချင်ပါတယ် ုံဇကတ်ပတ်စံနေဆိုရင်တော့တကယ်တိတိကျကျနဲ့ဒီဇကတ်ငွေကိုဇကတ်စားထိုက်တဲ့ပုံကိုယ်ဒီစီရောက်အောင်ပို့ပေးမယ်နေရာတွေအစီအစဉ်တွေကိုကျွန်တော်တို့ရွေးချယ်လှူဒန်းတင်ပါတယ်လေလာကတော့ဘသူကိုမဆိုကျွန်တော်တို့လှူဒန်းလို့ရတယ်လှူဒန်းတဲ့နေရာမှာလဲကြောသားရင်သားတွေမခွဲကြဘဲနဲ့ဘာသာတရားတွေကိုကျွန်တော်တို့မကြည့်ဘဲနဲ့လူသားဆိုတဲ့ရှူထောင်းကနေပြီးတော့မှအားလုံးဟာဆိုရင် လူသားတွေဖြစ်တယ်အဲ့တော့ဒါတွေအားလုံးကိုကြည့်ပြီးတော့ကျွန်တော်တို့ကူညီဖို့အတွက်ဒါအင်တန်လိုအပ်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့တွားရောက်ကူညီတဲ့အခါမှာလဲ ပြုံးရွှင်ချူတာစွာနဲ့ကောင်းမွန်တဲ့စကားလုံးလေးတွေပြောပြီးတော့တကယ်ကိုခွန်အားဖြစ်စေတဲ့ခွန်အားပေးစိတ်ဓာတ်အားပေးတဲ့စကားလေးတွေပြောပြီးတော့မှကျွန်တော်တို့တွေကူညီတင်ပါတယ်အဲ့တော့အဲ့လိုကူညီခြင်းတွေဟာလည်းတစ်ဖက်မှာကူညီတဲ့ဆဝပ်တွေရမှာဖြစ်တယ်လို့ဒီလိုကျွန်တော်တို့ရဲ့ body language ကျွန်တော်တို့ရဲ့မျက်နှာဟန့်မှုအရာတွေကလည်းပြီးတော့လေကျွန်တော်တို့ဟာဆဝပ်တွေအများကြီးကျွန်တော်တို့ရရှိကြမှာဖြစ်ပါတယ်နောက်တစ်ချက်အရေးကြီးတာကတော့ကျွန်တော်တို့တရင်နေဖြန့်ချီတဲ့အခါမှာကိုတွေကတော့စိုးရိမ်လို့တခြားသူတွေကို ိစေခြင်းလို့သတင်းတွေဖြန့်ချီတာပါပဲဒါပေမဲ့ကျွန်တော်တို့ဖြန့်ချီမဲ့သတင်းကိုအရင်ဆုံးတိတိကျကျကျွန်တော်တို့အနေနဲ့ဂါဂနနာသုံးသပ်တင်ပါတယ်စုံစမ်းတင်ပါတယ်တကယ်လို့အတိအကျကျွန်တော်တို့မသိရဘူးဆိုရင်အဲ့ဒီသတင်းကိုကျွန်တော်တို့ဖြန့်ချီတာမျိုးတွေမလုပ်ဖဲနဲ့အားလုံးတော့ယုံထင်ကြောင်းထင်ကြောက်လန့်သွားတဲ့အခြေအနေတွေမရောက်အောင်ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့မှဒီသတင်းတွေဖြန့်ချီတာကိုလည်းကျွန်တော်တို့အနေနဲ့စီစစ်တင်ပါတယ်တကယ်လို့မတိကြတဲ့သတင်းတွေဆိုရင်လည်း ဒါတွေကိုကျွန်တော်တို့တွန့်ထူတာတွေလွှင့်ထုတ်တာတွေမလုပ်ဖဲနဲ့ပဲကျွန်တော်တို့နေဖို့လိုအပ်ပါတယ်အရှာလာအခုလိုကူညီနေတဲ့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေအားလုံးကိုဒီထက်မကအလောရှိမြတ်နဘဝနထာနာမှာအကျိုးတွေချီးမြှင့်တော်မူပါစေပြီးတဲ့အခါမှာနောက်ပိုင်းဒုတိယအဆင့်အနေနဲ့ပြန်လည်ထူထောင်ရေးမှာလဲအတက်တရဝိုင်းဝန်းကူညီပံ့ပိုးနိုင်ကြအလချီးမြှင့်ပါစေတို့တို့တွေရဲ့ပိုင်ဆိုင်မှုတွေမှာလဲအလောရှိမြတ်ကဒီထက်မကဘရကတ်တွေချီးမြှင့်ပါစေခံစားလိုက်ရတဲ့ ဒုက္ခရောက်သွားတဲ့ညီနောင်တွေကိုလည်းအရှာလာအလောရှင်မြတ်ရဲ့ဆွတ်နတ်တော်အတိုင်းဆုံးရှုံးသွားသမျှကိုနှစ်ဆနှစ်ဆဒီထက်မကပြန်လည်ချီးမြှင့်တော်မူပါစေလို့ဒုမအဆုမပြုပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာ